အိမ်ငားနဲ့နေမလားအိမ်ပိုင်မှုစူးစားတင်သလားတချို့တွေကအချိန်အမျိုးမျိုးကြောင့်အိမ်ငားနေထိုင်မှုသာစဉ်းစားကြပါတယ်တချို့ကတော့ငွေကြီးတက်နိုင်မှလည်းနဲ့အိမ်ပိုင်မှုမစူးစားဘဲနေကြပါတယ်ဒီတစ်ခါတော့အိမ်ငားရမလားအိမ်ဝယ်ရမလားဝေခွဲမရသူတွေအတွက် develop လေးက9မိနစ်အတွင်းရှင်းရှင်းလင်းလင်းဖြည့်ချပေးသွားမှာပါဒီနေ့နဲ့မနက်ဖြန်အတွက်လူကြီးမင်းရဲ့ဆုံးဖြတ်ချက်ကိုပြောင်းလဲနိုင်တဲ့အကြောင်းအရာတွေပြောပြပေးသွားမှာဖြစ်တဲ့အတွက်အဆုံးထိကြည့်စေချင်ပါတယ်။ထိုးစံအတိုင်းမိတ်ဆက်ရရင်တော့ကျွန်တော်နာမည်ကြော်သွားပါ ခုလိုကာလမျိုးမှာလူတိုင်းနှိပါအိမ်ဝယ်ဖို့အတွက်အများကြီးစဉ်းစားချစ်ချိန်နေရတဲ့အချိန်ဖြစ်ပါလိမ့်မယ်။ငွေကြေးဖောက်မှမှုတွေကြောင့်အိုးပိုင်အိမ်ပိုင်ဖြစ်ဖို့မလွယ်ကူတော့တဲ့အခြေအနေမျိုးတွေဖြစ်လာပါတယ်။တချို့ကလည်းလုံလောက်တဲ့ငွေကြေးပိုင်ဆိုင်ထားပေမဲ့အခုလိုကာလထဲမှာအိမ်ချမ်းမြေရင်းနှီးမြှုပ်နှံရမှာကိုစိုးရွံနေတတ်ကြပါတယ်။အိမ်ငားနဲ့ပဲဆက်နေတင်သလားဆိုပြီးစဉ်းစားတတ်ကြပါတယ်။အိမ်ပိုင်နဲ့အိမ်ငားနှစ်ခုစလုံးမှာ အားသာချက်အားနည်းချက်တွေရှိကြပါတယ်။အိမ်ငားရဲ့အားသာချက်ကတော့လွတ်လပ်မှုနဲ့ပြောင်းလဲနိုင်မှုပါ။ မြို့ရင်းမြို့ပြင်နေရာအဆုံးကိုအလိုရှိသလိုဘတ်ဂျက်နဲ့ချင်ကိုက်ပြီးတော့တိုက်ခန့်ကွန်ဒိုနဲ့လုံရင်းတွေကိုစိတ်တိုင်းကြ6လကျုပ်တနစ်ချုံနဲ့လွတ်လွတ်လပ်လပ်ငှားရမ်းနေထိုင်လို့ရပါတယ်။နေရာမကြိုက်တော့ဘူးဆိုရင်လည်းစိတ်ကြိုက်ပြောင်းရွှေ့လို့ရပါသေးတယ်။နောက်တစ်ခုကငွေအလုံးလိုက်အရှင်းလိုက်မကုံတော့တာကြောင့်ကိုယ့်လက်ထဲမှာငွေပိုကင်ထားနိုင်မှာလည်းဖြစ်ပါတယ်။ကိုယ့်ရဲ့ကိုယူဟိုတာနဲ့လုပ်ငန်းအခြေအနေတွေကြောင့်ယာယီနေထိုင်ခြင်းသူတွေဒါမှမဟုတ်ကိုယ့်ရဲ့ငွေကြေးတွေကိုတခြားစီးပွားရေးတွေမှာယင်းနှိမ့်ညွန့်နိုင်ခြင်းသူတွေအတွက်အိမ်ငှားနေရတာမျိုးဟာအဆင်ပြေနိုင်ပါတယ်။ တချို့အိမ်တွေတိုက်ခန်းနေဆိုရင်လည်းအိမ်ရဲ့သုံးဆောင်ပရိဘောကတွေပါဝင်တဲ့အတွက်ကိုကအိမ်အတွက်ထက်ဝယ်စရာမလိုတော့လာကြောင်း budget ချွေတာရလည်းရောက်ပါတယ်။အိမ်ငားရဲ့အားနည်းချက်တွေကတော့အိမ်အပြောင်းရွှေ့လောက်ရတာပဲဖြစ်ပါတယ်။တဏီယာကနေတဏီယာပြောင်းရရွှေ့ရတယ်ဆိုတာကပြောတဲ့လောက်လွယ်ကူတဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ဒီကာလမှာအိမ်အပြောင်းရွှေ့ဇရိတ်တွေကလည်းကြီးမားလွန်းလာပါတယ်။အချိန်ကုန်ငွေကုန်လူပင်မှန်စိတ်ပင်မှန်ရပါတယ်။ဒီကြားတဲ့တစ်ခါပြောင်းနိုင်တစ်ခါပေးရတတ်တဲ့အကျိုးဆောင်ကတွေကလည်းအပူကုန်ရပါသေးတယ်။ အိမ်ငါးကအခန်းကားတွေကလည်းဈေးကျသွားတာမျိုးမရှိတတ်ပါဘူး။အိမ်ရှင်ကဆက်မငါတော့ရင်ဒါမှမဟုတ်အိမ်ငန်းကတက်လာလို့ကိုကဆက်မငါနိုင်တော့ရင်နောက်တခန်းရှောက်ကိုခတ်ပြီးတော့ခေါင်းဆားရတာပဲဖြစ်ပါတယ်။အခြေအနေကြောင့်ကိုရေးကူတာကိစ္စတွေကြောင့်ဒရင်ကငှားရဲနေထိုင်တာမျိုးပဲအဆင်ပြေနိုင်ပါတယ်။တသက်တာငှားရဲနေထိုင်ရရင်တော့ဘလို့မှအဆင်မပြေနိုင်ပါဘူး။အိမ်ပိုင်ဝယ်ယူနေထိုင်မဲ့ဆိုရင်တော့ငွေကြေးအလုံးလိုက်အရင်းလိုက်သုံးရတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဘတ်ဂျက်အနေထားကိုလည်းတတိထားမှာဖြစ်ပါတယ်။ လမ်းချင်းငွေလိုဒါမှမဟုတ် တခြားချင်းငွေတွေနဲ့ဝယ်ယူရမယ်ဆိုရင်လည်းမိမိနိုင်သလောက်ချင့်ချင်ရွေးချယ်ရမှာဖြစ်ပါတယ်ဒီခေတ်ကာလမှာအလင်းညာတွေကလည်းပေါ်လွင်လာတဲ့အတွက်အထူးသတိထားရမှာလည်းဖြစ်ပါတယ်အင်ချမ်မီလုပ်ငန်းကျွမ်းကျင်သူတွေဥပဒေရေးရာကျွမ်းကျင်သူတွေရဲ့အကူအညီအကြံဉာဏ်တွေကိုရယူဖို့လိုအပ်ပါတယ်စပီဝယ်တဲ့အခါမှာလည်းပိုင်ဆိုင်မှုခိုင်မာဖို့အမြည်ပြောင်းလျှောက်ရတာတွေစစ်ဆေးရတာလေးတွေနဲ့နည်းနည်းတော့အလုပ်လျှော့နိုင်ပါတယ်ဒါပေမဲ့လည်းခဏတာပင်ပန်းခံလိုက်ပြီဆိုရင်တော့အိမ်ငါးဘဝလိုအမြဲတမ်းပင်ပန်းနေရတာမျိုးမဟုတ်တော့တာကြောင့်အဆင်ပြေသွားမှာဖြစ်ပါတယ်။ အိမ်ငါဘွားတုန်းကလိုအိမ်အပြောင်းရွှေ့တုတ်ရတာတွေအခန်းကတွေဈေးတက်မှာကိုစိတ်တော့ကရောက်ရတာတွေလည်းရှိတော့မှာမဟုတ်ပါဘူး။တချို့ကြတော့လေအိမ်ပိုင်ဝယ်လိုက်ပြီးတော့မှဈေးထိုးကြသွားတာမျိုးနှစ်နာဆုံးရှုံးရတာမျိုးဖြစ်မှာကိုလည်းစွန့်ရင်တက်ကြပါလေ။ဒါပေမဲ့လည်းလက်ရှိဈေးကွက်အနေထားအရဈေးထိုးကြတာမျိုးမဖြစ်နိုင်တဲ့အပြင်ကိုမှနေရာပေါ်မူတည်ပြီးအမျက်တွေလည်းရလာနိုင်ပါသေးတယ်။ငွေပုံမူရှန်ရှိရင်တော့အင်ချမ်းမီဟာစိတ်ချရတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မိသားစုနဲ့ရည်ရှိနေထိုင်မှုအတွက်ပဲဖြစ်ဖြစ်ယင်းနှိမ့်မြုံနယ်မှုအနေထားနဲ့ပဲဖြစ်ဖြစ်အိမ်ပိုင်ဝယ်ထားတာကမမားနိုင်မှုလို့အကြံပေးချင်ပါတယ်တကယ်လို့လူကြီးမင်းနေနဲ့အိမ်ချမ်းမြေရောင်းဝယ်အတွက်စိတ်ချရတဲ့ကုမ္ပဏီကိုရှာနေတဲ့ဆိုရင်တော့ကျွန်တော်တို့နဲ့အခုပဲဆက်သွယ်လိုက်ပါကျွန်တော်ကယုံကြည်စိတ်ချရတဲ့ Dream High Property နဲ့လက်တွဲဆောင်ရွက်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့စီမှာယင်းနှိမ့်မြုံနယ်မှုကောင်းတဲ့ကြိုးပွင့်အခန်းတွေရှိပါတယ်လက်ရှိတိဆောက်ပြီးအခန်းတွေကိုလည်းကုမ္ပဏီတိုက်ရိုက်အရစ်ကြအပြင်ဘဏ်ချင်းဝင်နဲ့လည်းနှိရှေအရစ်ကြဝယ်ယူနိုင်ပါသေးတယ်။ စိတ်ဝင်စားတဲ့ဆိုရင်တော့39ကိုခွန်ရှက်9500ကို Viber ကဖြစ်စေတိုက်ရိုက်ဖြစ်စေဆက်သွယ်ခေါ်ဆိုလိုက်ပါလူကြီးမင်းရဲ့အနာဂတ်ကိုလက်တွဲဖန်တီးဖို့အသင့်ရှိနေပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာထပ်မံဆုံတွေ့ကြအောင်ပါ